င်္ဂလာပါရှင်ဒီကနေ့အော်တိုဘားလ15ရက်နေ့ PNBTV စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့စီစဉ်မှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့စီစဉ်မှာတော့နေပြည်တော်စစ်ခန်းကို PLA တပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းတဲ့သတင်းကြန့်ခိုင်ရေးပါတီမဲဆွယ်ပွဲအတွက်သူဝနာအာကစားရုံကိုစစ်ကော်မရှင်ကအသုံးပြုခွင့်ပေးတဲ့သတင်း ပြေကောပွဲဝင်ပြိန်ချင်လို့အတနာခန်းစာနှဆောင်တင်ခဲ့တဲ့တိတိခန့်ကိုပဲချလိုက်တဲ့တဲ့ရင်စားတဲ့တဲ့ရင်တွေပါဝင်စိတ်ဝင်စားစရာတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးပြည်တွင်တဲ့ရင်တပုတ်အနေနဲ့နေပြည်တော်ကစစ်စခန်းကို PLA တပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းနေဆိုတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်ရှင်။နေပြည်တော်ဥက္ကရာတီနီမြို့နယ်နဲ့တာကုန်းမြို့နယ်အကြားရှိစစ်တပ်ရဲ့ရတနာမြေအစီအပြု လုံခြုံရေးစခန်းတစ်ခုကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကနိုဝင်ဘာ12ရက်နေ့က ဝင်ရောစီးနှဲခဲ့တယ်လို့ PLA ကထုတ်ပြန်လိုက်ပါတယ်မနေ့ကနိုဝင်ဘာ14ရက်က ထုတ်ပြန်လာတာဖြစ်ပြီးအဲ့ဒီစကမ်းဟာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တာဆွဲထားတာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူလူမျိုးရေးတပ်မတော် PLA ကနေပြည်တော်ဝန်းကျင်အထိရောက်ရှိနေရာယူထားပြီဖြစ်တယ်လို့သတင်းဌာနတချို့ကဖော်ပြကြပေမဲ့ဒီကိစ္စနဲ့ VMB ကအတည်ပြုနိုင်ဖို့ပြည်သူလူမျိုးရေးတပ်မတော် PLA အထွေထွေအတွင်းမှုရဲဘော်တော်နီကျော်ကယခုသတင်းဖော်ပြချိန်အထိဆက်သွယ်မေးမြန်းထားပါတယ်။ဒါအပြင် ။ယမဲတင်နေပြည်တော်နဲ့အမြန်လန်းအခြေပြုစခန်းတစ်ခုမှစစ်ကြောတစ်ခုစုစုပေါင်းစစ်ကြောသုံးကြောနဲ့စစ်ကြောထိုးကအခြေပြုစစ်စခန်းကို PLA ကဝင်ရောက်စီးနှင်းခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကံကိုဘယ်မဟာမိတ်တရီနဲ့ဝင်ရောက်စီးနှင်းကြောမဖော်ပြထားပေမဲ့လည်းဘသူတွေပါနေကြောသိနိုင်ဖို့စစ်သွေးမင်းများထားပါသေးတယ်။အဲ့ဒီစခန်းတိုင်းတိုက်ပွဲမှာစစ်ကော်မရှင်တပ်သားတွေစခန်းဆုံခွာထွက်ပြေးသွားပြီးကင်းစီမျောစင်တွေဘန်ဂါရီကိုစီးနှင်းနိုင်ခဲ့ကစခန်းတွင်းဝင်ရောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတော့စကားရှင်းလင်းရေးဆောင်ရွက်ခွင့်ကနိုဝင်ဘာ13မှာစီစကားတစ်ခုလုံးကိုဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ပြီး GA ချို့ငွေသားချို့နဲ့စီအသုံးဆောင်ပစ္စည်းအချို့ကိုတင်စီရရှိမိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိမှာစစ်တပ်စစ်ကြောနှစ်ကြောဟာရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနိကရွာနေရွာမှာထိန်လျက်ရှိတယ်လို့ PLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးကြမ်းခိုင်ရေးပါတီမဲဆွယ်ပွဲအတွက်သူဝနအားကစားရုံကိုစစ်ကော်မရှင်ကအုံပြုခွင့်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြမ်းခိုင်ရေးပါတီမဲဆွယ်စီယုံဟောပြောပွဲအတွင်းရန်ကုန်တင်ကန်းကျူးရှိအားကစားဝန်ကြီးဌာနပိုင်နဲ့သူဝနအားစားပြင်ပွဲရုံတစ်ကိုစစ်ကော်မရှင်ကအုံပြုခွင့်ပေးလိုက်ကြွန်းစစ်ကော်မရှင်လက်အောက်ခံအားကစားဝန်ကြီးဌာနရဲ့ပေါ်ကြားလာတဲ့စာအရသိရပါတယ်။လာမယ့်နိုဝင်ဘာ16ရက်နေ့မှာစံခရီးပါတီရဲ့ရွေးကော့ပွဲကြီးညာဆန္ဒကိုမိတ်ဆက်မှာလို့ပေါ်ကြားလာတဲ့စာရင်းမှာပါရှိပါတယ်။ အဲ့ဒီပွဲကိုမွန်းလဲတနာရီမှညနေ၄နာရီအချိန်ထိကျင်းပမှာဖြစ်ပြီးစံခရေးပါတီဥက္ကဋ္ဌခင်ကြီးကဥဆောင်ကလူဦးရေတသုံးခန့်ကိုမဲဆွယ်စည်းရုံးဟောပြောမှာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများမှပုံတင်ခြင်းဥပဒေပုံမှခွန်ကငယ်အရာနိုင်ငံရေးပါတီတရားဟာနိုင်ငံတော်ပိုင်ငွေကြီးအစော့အောင်ယင်ပစ္စည်းတွေကိုတရရဖြစ်စေတွယ်ဝဲပြည့်ဖြစ်စေရယူသုံးဆွဲပါကနိုင်ငံရေးပါတီဖြစ်စစ်လက်ရတီပင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားတာပါ။ အခုကျန်းခရီးပါတီဟာအဲ့ဒီပြဋ္ဌာန်းထားတဲ့ဥပဒေကိုချိုးဖောက်တယ်လို့စစ်ကော်မရှင်ကလည်းအရေးယူသတိပေးတာမျိုးမတွေ့ရပါဘူး။ဒါအပြင်အဲ့ဒီမဲဆွယ်ပွဲကိုစစ်ကော်မရှင်ရဲ့စစ်သားနဲ့ရဲတွေကလုံခြုံရေးယူထားပြီးမှဖြစ်ပြီးပွဲကိုလာရောက်သူတွေကိုနေစားခပေးကာဂျူပိုကားအစီအစဉ်တွေလည်းရန်ကုန်တိအစိုးရကစီစဉ်ပေးတယ်လို့ပေါ်ကြားလာတဲ့စာရသိရပါတယ်။ဆလဘီရွှေချင်းမှာမဲထည့်ဖို့ပြအားပေးတဲ့စံခန့်ရေးပါတီဝင်တဦးဒါခုတ်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပကိုးတိုင်းရွှေကျင်မြို့နယ်မှာစံခန့်ရေးပါတီကိုမဲထဲဖို့ PRP စီရင်နေတဲ့ပါတီဝင်တဦးကိုဒါနဲ့လိုက်ခုံမှုဖြစ်ပွားခဲ့ကြောင်းစစ်ကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မနေ့ကနိုဝင်ဘာ14ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးရွှေကျင်မြို့နယ်အနောက်ဘက်ကျေးရွာတွေမှာစံခန့်ရေးပါတီကိုမဲထဲချဖို့ PRP စီရင်တဲ့ပါတီဝင်ဒေါ်အမဆိုင်ကိုအသက်42နှစ်အရွယ်ကျေးရွာဒေသခံအမျိုးသားတဦးကဒါနဲ့လိုက်ခုံရာဒေါ်အမဆိုင်မှာထွေပြေးလူမျောသွားတယ်လို့သိရပါတယ်။ အဲ့ဒီနော်စစ်ကော်မရှင်တပ်ရဲ့စစ်သားနဲ့ရဲကတားနဲ့လိုက်ခုတ်တဲ့ဈေးရွာဒေသခံပြည်သူကိုလိမ့်လံဖမ်းဆီးရိတ်နှက်ခဲ့ပြီးရွှေကျင်မြို့နယ်ရဲစခန်းမှာရွေးကော့ပွဲကကွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားတာပါဒါအပြင်ပြီးခဲ့တဲ့ရပိန်ကလည်းရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်မှာစစ်ခရေးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ကမဲဆွယ်စိမ့်ပုတ်တစ်ခုစီကိုဖြိုလဲခဲ့တယ်ဆိုပြီးလူငယ်လေးယောက်ကိုစစ်ကော်မရှင်ကဖမ်းဆီးကရွေးကော့ပွဲဥပဒေနဲ့အရေးယူထားပါသေးတယ် စစ်ကော်မရှင်ကရွေးကော်ပွဲကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းပြီးနောက်ပိုင်းအမှုပညာရှင်တွေသာမကတနိုင်ငံလုံးရှိပြည်သူတရားကြောကိုဖမ်းဆီးအရေးယူတာတွေလည်းပြုလုပ်နေတာလည်းဖြစ်ပါတယ်အခုကတော့ကျိတ်ထူပီလင်းကြကစစ်တာကင်းပုံးကိုတပြင်းညူ PTF တွေဝင်ရောက်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရာကုန်မော်လမြိုင်လမ်းမကြီးပေါ်ကစစ်တာရဲ့ကင်းပုံးကိုတပြင်းညူ drone တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဒီကနေ့နိုဝင်ဘာ15ရက်နေ့မနေ့ပိုင်းကထုတ်ပြန်လိုက်တာဖြစ်ပြီးနိုဝင်ဘာ14ည9:00နာရီဝန်းကျင်ကကြိတ်ထုတ်ပြီးလင်းမြို့နယ်အကြားကတပြင်းနီပရာဟီတာကျောင်းအနောက်ဖက်ကျင်းမော့ချံတွင်ကင်းပော့ဝူနေတဲ့စစ်တပ်ကိုတက်ခတ်ခဲ့တာလို့ဆိုပါတယ်စစ်တပ်အင်အား90ကျော်ရှိတယ်လို့သတင်းရရှိတာကြောင့် drone နဲ့ပုံသီး3လုံးကျဲချတက်ခတ်ခဲ့တာဖြစ်ပြီးနှစ်ယောက်တေဆုံးက4ယောက်တန်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုပါတယ်ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီး VNB အနေနဲ့တိကျအတည်ပြုနေတာမရှိသေးပါဘူး ဒီတက်ခိမှုကိုတပြေညိုဒရုန်းတပ်ဖွဲ့တဦးတည်ပြုလုပ်ခဲ့တာဖြစ်ပြီးပြည်ခဲတဲ့အော်ကလမစတင်ကရန်ကုန်မော်လမြိုင်ရေးထဝယ်ပြည်တော်စုလမ်းမကြီးထိတ်ချုပ်ဖို့စစ်ကောင်စီကထိုးစီဆင်တက်ခိနေတာလည်းဖြစ်ပါတယ်နောက်ဆုံးပြည်ရင်းသတင်းတပုတ်အနေနဲ့ရွေးကော်ပွဲဝင်ပြိုင်ချင်လို့အတနာခါစားနှဆောင်တင်ခဲ့တဲ့တိတိခင်ကိုပဲချလိုက်တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ စစ်တပ်ကကျင်းပမဲ့ရွေးကော်ပွဲကိုဘာဝင်ရှင်ပြိန်ချင်တဲ့အတွက်အတနာခံစာနှစ်စွန်တင်ထားတဲ့ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌတက်တက်ခင်ကိုပြည်ထောင်စုရွေးကော်ပွဲကော်မရှင် UEC ကပဲချလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နိုဝင်ဘာ14ရက်ကပြည်သူ့လုံးပါတီရဲ့မဲဆွယ်ပွဲတစ်ခုမှာတက်တက်ခင်ကအတနာခံစာပဲချခံရတာကြောင့်ရွေးကော်ပွဲဝင်ရောရှင်ပြိန်နိုင်တော့မှာမဟုတ်ဘူးလို့တက်တက်ခင်ကပြောခဲ့တာ တွေတွေ့မြင်ရပါတယ်။ တဲ့တဲ့ခန့်ကိုပြီးခဲ့တဲ့အော်တိုဘတ်16ရက်နေ့မှာလှူတော်ကိုစလင်လုံးတဲ့တဲ့ခန့်ကပြားထုတ်ပေးပြီး21ရက်ညမိမှပဲဖြစ်တယ်လို့အကျွမ်းကြားပြီး24ရက်နေ့မှာအတနာခန်းစာတင်လိုက်တာပါဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကော်မရှင်လက်အောက်ခံပြည်တော်စုရွေးကော်ပွဲကော်မရှင် UEC ကတရားဝင်မထုတ်ပြန်သေးတယ်လို့ VIP အနေနဲ့လည်းပြီးသုံးလုံးပါတီကိုဆက်သွယ်ထားပေမဲ့အခုသတင်းဖော်ပြချက်အထိဆက်သွယ်လို့မရသေးပါဘူးအနာသိချင်းကစစ်တပ်ရဲ့ဝန်ကြီးလောက်ခဲ့တဲ့တဲ့တဲ့ခန့်ဟာ စီအောက်စုရွေးကော်ပွဲကော်မရှင်ကအစွေးရီပေးဖို့ကြံရှိနေတာကြောင့်လို့ဆိုရဲကြုံးပြချင်းနဲ့ကော်မရှင်ကရွေးကော်ပွဲဥရီပုံမှရှီကာကြီးနဲ့ညီစုမီလွှတ်တော်ကိုစလင်လုံးအဖြစ်ရွေးကော်ပွဲဝင်ရောက်ရှင်ပြန်ခွင့်မပြုတော့ဘူးလို့နိုဝင်ဘာ25ရက်နေ့ကကြေညာခဲ့ပါတယ်2016ခုနှစ်တုန်းကအထမြအစောအူးဆောလုပ်တာတွေကိုရနာခိတ်လိုက်တာကြောင့်တက်တက်ခင်ရဲ့ CST Air Resistance စီမံကိန်းမှာပန်အကျွေးအခက်ကြုံခဲ့ရတာပါ။ သူဟာရန်ကုန်တိုင်းအမျိုးသားလှူတော်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်းရော့ရှင်ပြိန်ဖို့လျှော့လွှာတင်သွင်းခဲ့တာပါသူရဲ့မဲဆန္ဒနဲ့မှာဗဟမ်ကမာယုအလုံဆန်းချွန်ကြည်မြင်တိုင်းလိုင်မရန်ကုန်နဲ့မြောက်ဩကလာပါမြို့နယ်တို့ပါဝင်ပါတယ်သူရဲ့ပြည်သူ့ရှေ့ဆွန်ပါတီဟာစစ်တရဲ့ရွေးကော်ပွဲကိုတနိုင်ငံလုံးဝင်းရော့ရှင်ပြိန်မှာဖြစ်ပြီးပါတီကိုစလင်လုံး682ဦးအထိတင်သွင်းထားတာလည်းဖြစ်ပါတယ် ဒေါ်သက်သက်ခိန်ဟာ2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့က2020ရွေးကောက်ပွဲမှာလည်းဝင်ရော့ရှင်ပြင်ပြီးအနိုင်မရရှိပဲရှုံးနိမ့်ခဲ့ပါတယ်2021မှာစစ်ကော်မရှင်ရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်နေ့မှာဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ပြောင်းလဲခအခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကဝန်ကြီးရထူးတောင်းမှုများမှအနာဘေးခံခဲ့ရတာပါ ဒါအပြင်စီအာနာသိမ့်ဖို့တွန်းဆိုခဲ့တဲ့နိုင်ငံရေးပါတီတွေဟင်းမှာဒေါ်သက်သက်ခင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကလည်းအပါအဝင်ပဲဖြစ်ပါတယ်။အခုကတော့နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတော့ BNB ဝင်းတော်သားကိုဖုံးမွန်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဟပေးကုမ္ပဏီဟာတရုတ်စိုးရရဲ့ဖိအားပေးမှုကိုလိုက်ရောက၎င်းတို့ရဲ့တရုတ်နိုင်ငံဆိုင်ရာ application store မှာ link to ချစ်သူချင်းတွေ့ရေးအတွက် လူသုံးများတဲ့ application တစ်ခုကိုဖယ်ရှားလိုက်ကြောင်းသတင်းရရှိပါရစေ။ပြည်ထောင်နိုင်ငံရဲ့အကြီးဆုံးလိင်တူချစ်သူချင်းတွေ့ရေး application တစ်ခုဖြစ်တဲ့ BlueNet Finger တို့ကိုပြည်ထောင်နိုင်ငံရဲ့ internet စည်းကမ်းထိန်းသိမ်းရေးနဲ့စင်တာဖြတ်တောက်ရေးအာဏာပိုင်အဖွဲ့မှအမိန့်ပေးပြီးတဲ့နောက် Apple ရဲ့ application store မှာဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရစေ။ Apple ပြောရေးဆိုခွင့်ရှိသူတဦးကကျွန်တော်တို့ဟာလုပ်ငန်းလေပတ်တဲ့နိုင်ငံများရဲ့ဥပဒေများကိုလိုက်နာရပါမယ်လို့ပြောကြားခဲ့ပါရစေ။၎င်းတို့ဟာတရုတ်စိုးရရဲ့အမိန့်အရ ရင်း application တစ်ခုကိုပြည်ထောင်နိုင်ငံဆိုင်ရာ application store မှာဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ရင်းလောက်ရဟာပြည်ထောင်နိုင်ငံရှိလိင်တူချစ်သူ LGBT အတိုက်ဝန်းတွေနောက်ကျောင်းပြန်လည်သွားခြင်းတစ်ခုဖြစ်စေပါတယ်။ပြည်ထောင်နိုင်ငံဟာ1998ခုနှစ်၌လိင်တူဆက်ဆံခြင်းကိုရာဇဝတ်မှုအဖြစ်မှပယ်ဖျက်ခဲ့တော်လဲလိင်တူချင်းလက်ထပ်ထိမ်းများခြင်းကိုအတိမတ်ပြုခြင်းမရှိသေးပါဘူး။ထို့ပြင် ဒိန်တူချစ်သူဇက်ကောင်များနဲ့ဇလန်းများကိုထဲ့သွင်းထားသည့်ရုပ်ရှင်နဲ့ TV အစီအစဉ်များကိုလည်းစင်စာဖြတ်တမှုဥပဒေများကပိတ်ပင်ထားပါတယ်။လူတီများတဲ့ LGBT ချင်းတွေ့ရေး application ဖြစ်တဲ့ Grindr ကိုလည်း2022ခုနှစ်မှာ Apple ရဲ့တရုတ် application store မှာအဖယ်ရှားခဲ့ပူပါတယ်။2014ခုနှစ်မှာဒိန်တူချစ်သူဖြစ်ကြောင်းထုတ်ဖော်ခဲ့တဲ့ Apple ရဲ့အမှုဆောင်ရာရှိချုပ် Tim Cook ဟာကမ္ဘာတဝန်းရှိ LGBT အသိုက်အဝန်းအတွက်ဩဇာအရှိဆုံးသူတစ်ဦးဖြစ်သတ်မှတ်ခံထားရပါတယ်။ ၎င်းဟာအပဲအနေနဲ့လူခွင့်ရင်းနဲ့တန်းတူညီမျှမှုအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဟုပြောကြားထားပါတယ်။ပေါ်တူဂီအသင်းကောင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့အိုင်ယာလန်နဲ့ကစားခဲ့တဲ့ကမ္ဘာဖလားရှိစ်ပွဲမှာ၎င်းရဲ့နိုင်ငံလက်ရွေးစင်ပေါ်တော်သမားဘဝမှာပထမဆုံးအကြိမ်ဖြစ်အနီးကပ်ပြအထုပ်ပဲခံခဲ့ရပါတယ်။ပွဲချိန်62မိနစ်မှာရော်နယ်ဒိုဟာအကြမ်းဖက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒိုက်ရိုက်အနီးကပ်ပြသခံခဲ့ရပါတယ်။အိုင်ယာလန်အသင်းရဲ့ဂိုးအေရီးယားအတွင်းအိုင်ယာလန်နောက်ခံလူ ဒါရာအိုရှေးနဲ့ခိုက်ရန်ဖြစ်ပွားစဉ်ရော်နယ်ဒိုဟာနောက်ကျောဘက်မှတထောင်ဖြင့်တွန်းတိုက်ခဲ့ပါတယ်။ကနေဦးမှာပွင့်လယ်တိုင်ကရော်နယ်ဒိုအားအဝါကတပြသခဲ့တယ်လို့လည်း VAR ရဲ့အကြံပြုချက်အရကွင်းပေးရှိမော်နီတာမှာပြန်လည်ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်ပြစ်ဒဏ်ကိုဒိုက်ရိုက်အနီကပ်သို့ပြောင်းလဲပြသခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ဤလို့ရဲ့ကြောင့်တူးစီဖြင့်ရှုံးနေနေတဲ့ပေါ်တူဂီအသင်းဟာပြန်လည်ချိပရန်အခွင့်အရေးလုံးဝမရှိတော့ပါဘူး။ရော်နယ်ဒိုဟာပြစ်မှုရဲ့ပြင်းထန်မှုပေါ်မူတည်၍တပွဲမှ၃ပွဲအထိ ဝက်ပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိပြီးနှစ်ပွဲပယ်ပြစ်ဒဏ်ဟာဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ပေါ်တူဂီယာ group f တွင် အောက်စုဘိုအဖြစ်ခြေစွပ်ပွဲအောင်မြင်မှာကရော်နယ်ဒိုရဲ့ကြံရှိနေတဲ့ပွဲပယ်ပြစ်ဒဏ်ဟာနောက်ထပ်ရှင်ပြန်ရမယ့်ပြိုင်ပွဲဖြစ်တဲ့လာမယ့်ကမ္ဘာ့ဗလာ အောက်စုပွဲစဉ်များသို့ကူပြောင်းသွားနိုင်ပါတယ်။ဤသို့ဆိုရင်ရော်နယ်ဒိုဟာကမ္ဘာ့ဗလာပြိုင်ပွဲအတွင်းအောက်စုပထမပွဲစဉ်ကိုလွဲလျှော်သွားနိုင်ပါတယ်။ပေါ်တူဂီယာ group f မှာအောက်စုဒုတိယနေရာဖြစ်တာခြေစွပ်ပွဲအောင်မြင်မှာက လာမယ့် match လာမှာကစားမယ် playoff ကစားရမယ်ဖြစ်ပြီး Ronaldo ဟာထိုးပွဲစဉ်တစ်ပွဲလုံးကိုပိတ်ပင်ခံရပွဲရှိပါတယ်အခုနားဆင်ခဲ့ရတာကတော့ VNB Wayne Dollar ကိုဖုံးမွန်တင်ဆက်ပြီးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေပဲဖြစ်ပါတယ်ရှင်။ VNB TV Season ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အပိတ်ခဲ့ကြတဲ့ပရိသတ်တျော်ချင်းစီတဲ့ကိုကျေးဇူးတင်ပါတယ်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေကြပါစေရှင်။